ကပရိသတ်တို့ရေလောကမိတ်လို့မရတဲ့ပွဲကြီးပွဲကောင်းလွတ်လပ်ခံလို့မရပါဘူးဒီပွဲကြီးပွဲကောင်းကတော့ UFC မှာချန်ပါမယ်ပန်ဒိုဂျာနဲ့ကျွန်တော်တို့မာဖိုက်တာလေးဖန်မေးဖြစ်ပါတယ်နော်အပတ်လူပွဲပွဲကြီးပွဲကောင်းဖြစ်ပါတယ်ခုလိုအင်တာဗျူးမှာပွဲပွဲကနီးထက်နီးလာလေအဲ့ချိန်မှာပန်ဒိုဂျာကိုအင်တာဗျူးတဲ့အခါခုလိုပြောသွားတာပန်ကိုလေးလေးလေးစားပါတယ်ဘန်ကအရန်တော်တယ်သူ့ပွဲတွေကြီးဖြစ်ပါတယ်နှစ်ပွဲလောက်ကြော်ပြီးချင်ပါတယ်သူစွမ်းဆောင်ရည်တကယ်ကောင်းပါတယ် စိန်ခေါ်သူပြန်ဖက်ကောင်းပါသူပါဖိုက်တာဘွားတစ်လျှောက်လုံးကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာလိမ့်မယ်ထင်ပါတယ်စိတ်ခွန်ဟာပြည့်ဝနဲ့လူငယ်လေးအရန်ကောင်းတဲ့ပွဲဖြစ်မှာပါ ပြောရရင်ရော်ကီရုပ်ရှင်နံပါတ်6ထဲကလို့ရော်ကီရဲ့လူငယ်ဖိုက်တာလေးပွဲကစားကြမယ်စောင့်ဝင်ခန့်လို့ပေါ့ပြန်ပွဲကောင်းမှာပါစိန်ခေါ်သူပြန်ဖက်ကိုသဘောကျပါတယ်ပြီးတော့ဘာအကောင်းဆုံးဖိုက်တာတွေနဲ့ရင်ဆိုင်ခွင့်ရတာလေအရန်သဘောကျပါတယ်ကျွန်တော်ကပြီးတော့ကျွန်တော်နောက်ဆုံးကစားခဲ့တဲ့ပွဲ၅ပွဲက မ္ဘာပွဲတွေကြီးပါပဲအမေရိကန်က rival ဩစတြေးလျကအာဆက်ဂျပန်လည်းပါပါတယ်နယူးဇီလန်နိုင်ငံသားလည်းပါတယ်အခုနိုင်ငံကြတော့မြန်မာနိုင်ငံသား fan ပဲဖြစ်ပါတယ်နိုင်ငံတသီးလေးဆိုပေမဲ့ထင်သေးလို့မရပါဘူးရှမ်းကောင်းတယ်သူကဒီကောင်လေးကယုံကြည်မှုအဖြစ်ရှိတယ်တိပဲအရန်လင်းငယ်ပါသေးတယ်သူမအဲ့ဒီလိုစိတ်သက်ရှိတာကိုအတော်လေးမိုက်တယ်။ယုံကြည်မှုပြည့်နေတဲ့လူငယ်ဖိုက်တာပါပဲ။ဒီသွဲဆိုင်ဖြစ်လာတဲ့ဆိုတာအတိတ်ပဲအများကြီးရှိပါ ရိုင်ဘယ်နဲ့သူကကစားခဲ့တယ်ရိုင်ဘယ်ကစင်တမတ်ရမယ်ဆိုရင်နံပါတ်1ပွဲအရင်ကောင်းတယ်ရိုင်ဘယ်နိုင်ပြီလို့ထင်ခဲ့တာနောက်ဆုံးစကန်ပိုင်းမှာဘန်ကလဲအောင်ထိုးပြီးအနိုင်ရသွားတော့ကျွန်တော်အော်လို့မဆုံးပါဘူးတကယ်ကောင်းတဲ့ဖိုက်တာကျွန်တော်နှစ်ယောက်ရဲ့တွဲဆိုင်ကပွဲကြီးပွဲကောင်းဖြစ်လာလိမ့်မယ်လို့ပန်တို့ကြအခုလို့အင်တာဗျူးမှာဖြေချလိုက်ပါတယ်ကဲပြင်တတိမေးလို့မရပါဘူးဒီပွဲကပွဲကြီးပွဲကောင်းဖြစ်မှာပါအားလုံးကျေးဇူးများတင်ပါတယ်